သူများဒုက္ခကိုလေ့လူရှုထားရင်ကိုယ့်အလဲကြရင်ဘယ်သူကလာခဲ့မှာလဲမင်္ဂလာပါကိုကိုကြီးပူပြမဲ့စီစဉ်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကိုကိုကြီးကဒီကညီလေးညီမလေးတကိုပြောပြပေးခြင်းပုံမြင်လေးရတော့ယုံနဲ့ဖားဆိုတဲ့မြတ်မရုပ်ရပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိရှိတုန်းကပေါ့ကွယ်တောအုပ်ကြီးတစ်ခုထဲမှာရုံတော်ကောင်းနေထိုင်လဲရှိပါတယ်အဲ့ဒီယုံကနေ့စဉ်မပြပျော်ပျော်ရွှင်ရွှင်နဲ့ တည့်ရွနှုတွေစားလိုက်ကလိုက်ခုံလိုက်ခြင်းနဲ့ပဲအချင်းတွေကုန်ခဲ့တာပေါ့ကွယ်ဘယ်တော့မှပတ်ဝန်းကျင်ကဘာတွေဖြစ်နေလဲဆိုတာကိုဂယုမဆိုင်ရှာပါဘူးသူကိုယ်တိုင်ပျော်ရွှင်ဖို့ကသာအဓိကပါပဲအဲ့ဒီတောအုပ်ထဲမှာပဲဖအုပ်စုကြီးတစ်ခုကလည်းရဲအင်ငယ်တိုင်ထဲမှာနေထိုင်လက်ရှိရပါတယ်တနေ့မှာတော့သူတို့နေထိုင်တဲ့တောအုပ်ကြီးကိုမိလောင်မဲ့ဘေးရုတ်တရက်ကြောက်ရောက်လာတာပေါ့ကွယ် မိတော့တွေကတောအုပ်အစုံကနေတဖြည်းဖြည်းနဲ့တိုးဝင်လာပြီးတော့တာရဲတရိတ်ဆန်တဲ့အလုံးကလည်းထိတ်လန့်တကြအတဲအလူထွက်ပြေးကြတာပေါ့ကွယ်ဖားရီနေထိုင်တဲ့ရေအငယ်လေးကလည်းမိတော့ရဲ့အန်ဒီရဲနဲ့နှိစက်လာပြီးဖြစ်လို့ဖားအုပ်စုခေါင်းဆောင်ကလည်းအခုမီးဘေးကရေအန်ကိုမလောင်သေးပေမယ့်မကြခင်ရေတွေခန်းချောက်သွားနိုင်တယ်အားလုံးပဲဒီအန်ဒရယ်ကိုတတိထားပြီးလုံကြုံရကိုထုတ်ကြည့်ကြစို့ဆိုပြီးအော်ခွေတတိပြတာပေါ့ကွယ်ထိုးအချိန်မှာအမြင်နဲ့ပြောင်းနေတဲ့ယုံကလည်းသူ့ရဲ့အပေါဝါနာမှာ သိရွယ်လေးတွေကိုပျော်ပျော်ကြီးကိစ္စနေတာပေါ့ကွယ်။ဟာကောင်းဆောင်ကရုံကုန်မြင်တော့လမ်းပြီးတော့អော်ပြောလိုက်တာပေါ့ကွယ်။အယုံကြီးတတိထားပါ။မိကောင်ကြီးလာပြီ။ခမားလည်းမြ мян ထွက်ပြီးပို့ပြင်စင်မှာတော့။ဒါကိုကြားတော့ရုံကဟာကောင်းဆောင်ကိုမဲ့ရွယ်ပြီးတော့ပြန်ပြောလိုက်ပါတယ်။ဖာကြီးရဲ့ခမားလို့ကတော့ရေအိမ်မာနေရတော့အပူတန်းကိုခံနိုင်ရင်မရှိဘူးပေါ့။ဒါပေမဲ့ကျွန်တော်ကမြေအောက်အိမ်မာနေတာ။မိကကျွန်တော်စီရောက်လာမှာမဟုတ်ဘူး။ ်ကျွန်တော်ကတော့အခုလိုအေးအေးဆေးဆေးစားတော့ပြီးပျော်နေလို့ရတယ်ခမားတို့ရဲ့ဒုက္ခကိုကြည်ပြီးကျွန်တော်ဝါနေပေးဖို့မလိုဘူးလို့ထင်တယ်ကျွန်တော်တို့ရဲ့တချီနီကမတူဘူးလေဒီလိုနဲ့ဖားကောက်ဆောင်ကလည်းစိတ်မကောင်းစွာနဲ့တတိပစကထပ်မပြောတော့ပဲသူ့အဆုကိုခေါ်ပြီးတော့လုံချော်စီတို့ထွက်ပြေးသွားတာပေါ့ကွယ်ဂျုံကတော့သူ့ရဲ့တိရွယ်လေးတွေကိုစားလိုက်ကစားလိုက်နေပဲပျော်ရွှင်နေခဲ့တာပေါ့ကွယ်ဒါပေမဲ့ ိတ်မကြခင်မှာပဲမိတော့တွေကအနည်းဆုံးကိုရောက်လာပြီးတော့မိကိုတွေကရုံရဲ့တွင်းပေါက်ထဲကိုဝင်လာခဲ့ပါတယ်။ရုံကလည်းအသက်ရှူရခက်ခဲလာလို့သူ့ရဲ့တွင်းပေါက်ထဲကနေအလင်းအမြန်ခုန်ထွက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့အပြင်ဘက်မှာလည်းမိတွေကအလုံးလိုက်လောင်နေပြီးဖြစ်လို့တော့အုပ်တစ်ခုလုံးလည်းပွက်လို့ရနေတာပေါ့ကွယ်။ရုံကဘဲကိုပြည့်ရမှမသိဘဲသူ့ကိုအကူအညီတောက်ရမှလည်းမသိဖြစ်နေတာပေါ့ကွယ်။အစောကသူ့ကိုတတိပေးခဲ့တဲ့ဖားတွေကလည်းလုံးုံရကိုရောက်နေပါပြီ။ရုံကမိဘေးကိုတယောက်တည်းရင်ဆိုင်နေရပြီးတော့ နောက်ဆုံးမှာတော့ကြီးမားသောဒုက္ခကိုခံစားခြင်းနဲ့ပဲအသက်ဆုံးရှုံးခဲ့ရတာပေါ့ကွယ်။ပုံမြင်လေးရတော့ဒီမှာရင်းပြီးဆုံးသွားပါပြီနော်။သူတစ်ပါးဒုက္ခရောက်နေချိန်မှာမိမိကိုယ်တိုင်ကဘယ်ကင်းနေသေးတယ်ဆိုပြီးတော့ပျော်ရွှင်နေခြင်းကတောင်းအောင်မဲ့ခြင်းပဲဖြစ်ပါတယ်။ပျော်ရွှင်စရာတွေရဲ့နောက်ပဲလိုက်နေခြင်းကမျက်စိတစ်ဖက်ခံခြင်းပဲဖြစ်ပါတယ်။ဘေးအန္တရာယ်နဲ့ဒုက္ခဆိုတာကမိတိနေရာမှာပဲရှိနေပါစေ။တနည်းမှာတော့မိမိစီကိုမလွဲမသွေရောက်လာနိုင်ပါတယ်။သူများဒုက္ခရောက်တဲ့ကကိုကပျော်ရွှင်ခဲ့တာကြောင့် ိုဒုက္ခရောက်တဲ့အလဲကြရင်တော့ဘယ်သူမှလာကူညီပေးမှာမဟုတ်ပါဘူးကိုတယောက်ထဲကသာပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းရမှာပဲဖြစ်ပါတယ်သူများဒုက္ခကိုလှစ်လူရှုထားရင် ကိုယ့်လဲကြရင်ဘယ်သူကလာခဲ့မှာလဲကျေးဇူးသူရောက်စီတဲ့အောင်လဲကျေးဇူးထူးတရှိပါတယ်ကောင်းသောညနေကိုပိုင်ဆိုင်နိုင်ကြပါစေနော်